ရွှေပြည်ဆိုးရွာဟာမြေကမ်းသားကလူဦးရေနည်းနည်းပါးပါးနဲ့ငြိမ်သက်နေတဲ့ရွာလေးတရွာမင်းဟာရန်ကုန်ကတက္ကသိုလ်ကျောင်းသားတယောက်ဖခင်ကြီးရဲ့နာမကျန်းဖြစ်တဲ့အတွက်အားလက်ရက်တွေမှာရွာကို ပြန်လာရောက်နေတာရွာရဲ့အနောက်ဘက်ဆုံးမှာရှေးဟောင်းပျက်စီးနေတဲ့နကွန်းတစ်ခုရှိတယ်။ရွာသူရွာသားတွေကဒီနကွန်းကိုအလွန်ယိုသေးကြပြီးညာဘက်ဆိုအနာမကတ်ကြဘူး။ဘိုးဘွားတွေပြောတဲ့ညနေစုတောင်းတန်ဆိုတဲ့စကားကိုမင်းကယုံနှန်းစကားလိုပဲထင်နေမိတယ်။ တညာကြီးမှာမိုးသေးထန်စွာရွာသွန်းနေတယ်။နေတိုက်တန်မိုးချင်းတန်တွေကြားကမင်းဟာအိတ်မပြောဖြစ်နေတဲ့ရုတ်တရက်။မိုးတန်တွေကြားကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတယ်ထက်ထက်ထက်။စိတ်မှာစက်တီးထမိတဲ့အင်းရဲ့အနောက်ဘက်နတ်ကွန်းရှိရာဘက်ကလာနေတဲ့ခြေတန်တွေပါလူတယောက်ရဲ့ခြေတန်တော့မဟုတ်ပါဘူး။စိတ်ကူးရင်နေမိလားလို့ကိုကိုကိုထင်မိတယ်။ ခြေတံတွေကတော့ရက်သွားပြီးငိမ့်တက်နေတဲ့လေထုထဲမှာမင်းရဲ့နှလုံးခုန်တံပဲကြားရတယ်ရုတ်တရက်။နေပြင်းတစ်ခုတိုက်ခတ်လာပြီးသတင်းပေါက်ကအဖျားကိုလှုပ်ခတ်လိုက်တယ်။အဲ့ဒီအချိန်မှာမြေကြီးပေါ်ကရွှွ่นုံထဲမှာခြေရာတွေကို မြင်လိုက်ရတယ်။ဒါပေမဲ့လူသားရဲ့ခြေရာမျိုးမဟုတ်ပါဘူး။ခြေချောင်း၃ချောင်းပါတဲ့ကြီးမားပြီးထူးဆန်းတဲ့ခြေရာတွေပါ။အာပါကွ မင်းရဲ့အတန်တုံနေတဲ့ဖခင်ကြီးဟာမင်းရဲ့အတန်ကိုကြားပြီးအခန်းထဲဝင်လာတဲ့တရင်ပေါက်အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါသူ့မျက်နာကဖြူလျော်သွားတယ်ဟဲ့ဒီညငါတတိပေးတာကို နားမထောင်ဘူးလားตาညနဲ့စူတောင်းတန်ကိုနားထောင်လိုက်ပါဒါပေမဲ့ဘယ်တော့မှမထွက်ပါနဲ့အထူးသဖြင့်မိုးရွာတဲ့ညမျိုးမှာဖခင်ကြီးရဲ့အတန်တုံနေတဲ့ဘာကိုဆိုလိုတာလဲအဖေရဒီခြေရာတွေကဘာလဲ ဟာကင်ကြီးကမင်းကိုတင်းတင်းကြပ်ကြပ်ဆွဲခေါ်ပြီးသတင်းပေါက်ကိုပိတ်ခိုင်းလိုက်တဲ့ဒါရီကရှေးတုန်းကဒီရွာကိုဆောက်ရှောက်ခဲ့တဲ့တုံးချောင်းထောက်တွေရဲ့နှုတ်ဆက်ခြင်းပါ သူတို့ကပြက်ကွယ်သွားတာနှစ်ပေါင်းများစွာကြာပြီဒါပေမဲ့မိုးသေးတဲ့ညတိုင်းနှကွန်အနီးမှာသူတို့ရဲ့ခြေတံတွေကို ကြားရစေပါပဲနောက်ပြီးသူတို့ဟာသူတို့ရဲ့ပိုင်နက်ကိုကျူးကျော်သူတွေကိုအထူးသဖြင့်သူတို့ကိုမျက်စိနဲ့မြင်လိုက်သူတွေကို လိုက်လံဖန်းစီတက်ကြတယ်လို့ဆိုကြတယ်။ဖခင်ကြီးစကားပြောနေစဉ်တရင်ပေါက်အပြင်ဘက်ကခြေတံတွေပြန်ချလာပြန်နေဒီတခါတော့ပုံမြန်လာတယ်။ပုံနီးလာတယ်။အိမ်ရဲ့တကားကို လာရောက်ထောက်နေတယ်လို့ပါပဲ။ထက်ထက်ထက်အခန်းတစ်ခုလုံးလှုပ်ခါသွားတယ်လို့ပါပဲ။မင်းနဲ့ဖခင်ကြီးနှစ်ယောက်လုံးရင်တွေခုန်နေကြတယ်။တကားကိုဖွင့်ဖို့လာနေသူရဲ့အတန်တွေကထူးဆန်းလွန်းလာတယ်။ ူသားရဲ့အတန်မဟုတ်ဘူး။တရိษံရဲ့အတန်လည်းမဟုတ်။ပုံမူကျန်းမ်းပြီးအဟိတန်တွေနဲ့ရောနေတဲ့အတန်ပါ။ဟာကင်ကြီးကမင်းလက်ကိုဆွဲပြီးအခန်းထဲကိုပြေးဝင်လိုက်တဲ့၊တကားကိုတော့ခတ်လိုက်တဲ့၊တရင်ပေါက်တွေကို ဖုံးအုပ်လိုက်တဲ့၊အိမ်ထဲမိတွေအားလုံးပိတ်လိုက်တဲ့အော်။အော်။အော်။ဟူသောအတန်ဆန်းတွေနဲ့အတူ အင်းရဲ့တကားကိုရိုက်ခတ်တံတွေကြားလာရတယ်။တစ်သားတကားဟာပြင်းထန်စွာ တုန်ခါနေတဲ့ဖခင်ကြီးကမင်းကိုအိယာအောက်ထဲဝင်ပုန်းခိုင်းလိုက်တယ်။သူကိုယ်တိုင်ကတော့နေရံဘေးမှာဓာကြီးကင်ပြီးစူးစားခံနေတဲ့မင်းရဲ့မျက်လုံးတွေက ကြောက်လန့်နေတယ်။ဘာလို့ရမှန်းမသိတော့ဘူး။တကားတိုက်တံတွေရက်သွားပြီးခဏတိတ်ဆိတ်သွားတယ်။ပြီးတော့ဇလင်းပေါက်ကိုဖောက်ဝင်လာတဲ့အတန်း ဟန်ခွဲတံတွေတသားခွဲတံတွေ ပြင်းထန်စွာကြားရတယ်။မိချောင်းတွေမိတုံမိတုံနဲ့မီးလင်းသွားတယ်။အိယာအောက်ကကြီးလိုက်တဲ့အခါမင်းမြင်ရတာက